မန္တလေးက Sky Villa Condo ပြုကြမှုမှာဒုက္ခ Diamond စိန်ဆိုင်ပိုင်ရှင်ဒေါ်မိုးတီရာရွှေနဲ့မိသားစုဝင်တွေပါသွားမန္တလေးမြို့ Sky Villa Condo ပြုကြမှုအတွင်ဒုက္ခ Diamond စိန်တိုက်ပိုင်ရှင် သီရိသူဓမတိန်ကီဒေါ်မိုးတီရာရွှေနဲ့သားသမီးတွေကွယ်လွန်သွားခဲ့ရတယ်လို့အဆိုပါစိန်တိုက်ကအတည်ပြုထားတာဖြစ်ပါတယ်။ မန္တလေးမြို့ Sky Villa Condo ဟာစတက်ထက်အမြင့်ရှိတဲ့အဆောက်အုံဖြစ်ပြီးမတ်လ28ရက်နေ့မှာစကိုင်းမြို့ကိုဗဟိုပြုပြီးတော့လှုပ်ခတ်ခဲ့တဲ့အင်အားခွန်တသမခွန်ရှိတဲ့အင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်မြေအောက်ကို၄ဒက်ကျွဝင်သွားခဲ့တာဖြစ်ပါတယ်ဒုက္ခဒိုင်မွန်ပိုင်ရှင်အန်တီရဲ့သူသမီးအကြီးလင်မယားရဲ့မိမလေးရဲ့ကွန်ဒိုပြိုတဲ့အထဲပါသွားတဲ့စိတ်မကောင်းဘူးလို့ဆိုကမိသားစုနဲ့နှိဆက်သူတဦးကပြောပါရယ်ဒုက္ခဒိုင်မွန်စိန်တိုင်းရဲ့ official page ကလည်းဝမ်းနည်းကြေကွဲရပါတော့ ဒုက္ခဒိုင်မွန်စိန်တိုင်းရဲ့ပိုင်ရှင် သီရိတုတ္တမအသိကြီးဒေါ်မိုးတီရာရွှေနေတာသမီများမြေးလေးတို့မှာ28ရက်3လ2025မှာတဘာဝဘေးရန်ရဲ့အကြောင်းအကွက်လွန်အိဆာရောက်သွားပါပြီရှင်။ဒုက္ခဒိုင်မွန်ဆိုင်ခွဲများအားလုံးခေတ္တခဏပိတ်ထားပါကြောင်းကြေညာလိုက်ပါတယ်ရှင်ဟုဆိုကလူမှုကွန်ရက်စာမျက်နှာကနေတရားဝင်အတည်ပြုလာခဲ့တာလည်းဖြစ်ပါတယ်။ Sky Villa Condo ဟာမန္တလေးမြို့အောင်မြေသာဆန်းမြို့နယ်လမ်း60 22လမ်းနဲ့23လမ်းကြားမှာရှိပြီးစက်တက်ထက်အမြင့်ရှိပါတယ်။ မတ်လ28ရက်ငလင်လုံးမှုမှာတော့အောက်ဆုံး၄ချက်စလုံးပြိုကျသွားခဲ့တာဖြစ်ပါတယ်။အဆိုပါသူက Diamond ဆိုင်ဆိုင်ဟာ Sky Villa ကွန်တိုရဲ့မြေကြီးတက်မှာဖွင့်လှစ်ထားတာဖြစ်ပြီးမြေကျွန်းကြမှုကြောင့်ပိုင်ရှင်တဲ့မိသားစုတွေအလုံးသိဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ယခုကွယ်လွန်သွားခဲ့တဲ့သူခဒိုင်မွန်စိန်တိုင်ပိုင်ရှင်သီရိသူဓမတန်ကီဒေါ်မိုးတီရာရွှေကတော့အဆူတော်ရဲနောင်ရဲ့ဇနီးဖြစ်သူရဲ့မိခင်ဖြစ်ပြီးအမားဖြစ်သူနဲ့မယားနှစ်ယောက်နဲ့အတူတူမလေးပါပါသွားခဲ့တာဖြစ်တယ်လို့စိတ်မကောင်းစွာသိရှိခဲ့ရပါတယ်။